မြန်မာနိုင်ငံမှာပြည်ပခန့်နဲ့ BNE ရဲ့ဘောင်းဆောင်ကြောင်ပေါ့လေလူသားချင်းစာနာမှု အကျက်တဲကအမြင့်ဆုံးအခြေအနေကိုရောက်နေတယ်လို့ UNOCHA မြန်မာကနိုဝင်ဘာလ18ရက်နေ့မှာထုတ်ပြန်ပါတယ်နိုဝင်ဘာလ ဒီပြောရမယ်ဆိုလို့ရှိရင်2025ခုနှစ်နိုဝင်ဘာလအထိနိုင်ငံတဝန်းဒီပြည်တွင်းနေရဲစွန့်ခွာသူက3.6တန်းနီးပါးအထိရှိနေပြီးတော့ဒါဟာစံချိန်တင်အရေးအတွက်ဖြစ်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေယုံ UNOCHA ရဲ့ထုတ်ပြန်ချက်ကဖော်ပြပါတယ်စီဘေးချောင်တွေဟာအစားအစာနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကိုအကန့်အသတ်နဲ့ပဲရနေကြပြီးတော့မြန်မာနိုင်ငံကိုလည်းဒီအလွန်အရေးကြီးတဲ့စ ိုးရိမ်ပွဲရာအစာငတ်မှုမှုဒေသအဖြစ်သတ်မှတ်ထားစေဖြစ်ပါတယ်ဒီကျမတို့မြန်မာနိုင်ငံတဲကအသက်9နှစ်အောက်ကလေးတွေနောက်ပြီးတော့ကိုဝင်ဆောင်တဲ့နူတိုက်အမိခင်ပေါ့လေလေးသိန်းတစ်တောင်းကျော်ဟာပြင်းထန်တဲ့အာဟာရချို့တဲ့မှုနဲ့ကြုံရနိုင်တယ်လို့လည်းသတိပေးထုတ်ပြန်လိုက်ပါတယ် နောက်ထပ်ပို့ပြီးတော့ဆိုးတဲ့တစ်ခုကတော့ဒီမိုင်းနဲ့ပောက်ကွဲစီတက်တဲ့လက်နက်တွေကြောင့်အရသာထိခိုက်မှုတွေကနေတိုင်းနေ့စဉ်လိုလိုပေါ့လေနေတိုင်းရှိနေတာပဲဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့တခြားပောက်ကွဲစီတက်တဲ့လက်နက်တွေကြောင့်2025ခုနှစ်ရဲ့ပထမနှစ်ဝက်မှာအရသာ358ယောက်ထိခိုက်သေးဆုံးခဲ့ရပြီးတော့ကလေးတငယ်တွေဟာလည်းထိခိုက်သူစုစုပေါင်းရဲ့28ရာခိုင်နှုန်းအထိပါဝင်နေတာမို့လို့ဒီအန္တရာယ်ကလည်းအများရှိနေပါတယ်။ တယ်။ဒီလိုအရေးကြီးတဲ့အခြေအနေမျိုးမှာတော့2025ခုနှစ်အတွက်လိုအပ်တဲ့ရန်ပုံငွေဒေါ်လာ1.1ဘီလီယံရဲ့15ရာခိုင်နှုန်းပဲရသေးတာကြောင့်အသက်ကယ်အကူအညီတွေပြတ်တောက်မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ UNOCHA ကထုတ်ပြန်ထားပါတယ်။